တရားထိုင်ခြင်းအငိတ်ချင်းစိတ်ဖြောင်းနီးခုနှစ်သွေးတရားထိုင်ရင်အငိတ်လို့ရှိရင်အငိတ်ဖြောက်ပုံနီးလန်းခုနှစ်သွေးဆိုပြီးတော့မြတ်စွာဘုရားရှင်ကဆလယာနတုံးမှာဟောပါတယ်ပဆလယာနဆိုတဲ့အဓိပ္ပာယ်ကအငိတ်ချင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ခေါင်းတစ်ဆက်ဆက်နဲ့ငိတ်တယ်ကမ္မထံအားထုတ်တဲ့အချိန်မှာအိတ်ချင်လာတယ်ဆိုရင်အဲ့ဒီကမ္မထံကိုစွန့်ပြီးတော့တခြားနီးပြောင်းပြီးအားထုတ်ရတယ်လို့ဆိုပါတယ်အင်္ဂိတ်တဲ့အမှတ်တင်ညာမျိုးကိုဖေရှားပြရပါမယ် အငိတ်ချင်းတဲ့စိတ်ကိုဖျောက်ပုံခုနှစ်မျိုးရှိပါတယ်။နံပါတ်၁တရားအားထုတ်တဲ့အခါကမ္မထံကိုနှလုံးသွင်းလို့အငိတ်တယ်ဆိုလို့ရှိရင်အဲ့ဒီအငိတ်စစ်တက်တဲ့အမှတ်တင်ညာကမ္မထံတရားမျိုးကိုရထားလိုက်ပါ။တခြားအာယုံတစ်မျိုးပြောင်းပြီးရှုလိုက်ပါ။နံပါတ်၂အဲ့ဒီလိုရှုလို့မှအငိတ်မပြေသေးဘူးဆိုရင်နောက်ထပ်တစ်ခု ပြောင်းလုပ်လို့ရပါမယ်။အဲ့ဒါဘာလဲဆိုတော့ကိုအာဂုံဆောင်အလွတ်ကြက်မှတ်ထားတဲ့တရားဓမ္မတွေဒါမှမဟုတ်သင်ထားတဲ့တရားဓမ္မတွေကို စိတ်တွေကနေတွေးပါဥပမာပရိတ်ကြီးရရင်ပရိတ်ကြီးပေါ့နှုတ်ကနေထုတ်ရွက်ဆိုတာတော့မဟုတ်ပါဘူးစိတ်နဲ့ကြံတွေးပြီးရွတ်ဆိုကြည့်တာကိုပြောတာပါအဲ့ဒီလိုဆိုလို့ရှိရင်အငိမ့်မို့ဟာပျောက်သွားနိုင်ပါလေနံပါတ်3ရတဲ့စာတွေတွေးနေတာမှ အငိမ့်မို့ကိုမပျောက်သေးဘူးအငိမ့်ချင်းတော့မေးဆိုရင် ကိုနှုတ်တဲ့အာဂုံဆောင်ထားတဲ့စာတွေကိုရွက်ဖက်တရီစေလိုက်ပါဣတိပိတော်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရွက်ဖက်တရီစေလိုက်ပါ အတန်ထွက်ပြီးအဲ့ဒီလိုရွက်ဖက်တရေစေပြီးလို့ရှိရင်အငိမ့်မှုဟာပျောက်သွားနိုင်ပါတယ်။နံမက်လေအဲ့ဒီလိုလုံးလုံးလေးမပြောက်သေးဘူးဆိုရင်ဘာဆက်လို့ဖို့လိုတုံးဆိုတော့ကိုယ်နှစ်ရွက်ကိုပူသွားအောင်ဆွေးတဲ့ခန္ဓာကိုယ်ကိုတကုန်လုံးပွတ်တက်တဲ့အညောင်းအညာတွေဖြေနှစ်ရွက်ဆွေးတကုန်လုံးပွတ်တက်အဲ့ဒီလိုလုံးလေးလို့ရှိရင်လေသူဟာလန်းဆန်းပြီးတော့အငိမ့်ချင်းစိတ်ပြေပြောက်သွားနိုင်ပါတယ်။နံပါတ်5 အဲ့ဒီလိုလုပ်လို့မှအရှင်မပြေဘူးဆိုလို့ရှိရင်တော့ဘာလုပ်ရမလဲမျက်နှာသစ်မျက်လုံးကိုရေဆွတ်ပါတဲ့မျက်လုံးကိုရေဆွတ်ပြီးကမရန်ကြောင်းလေးကထွက်ခေါင်းငင်ကိုကြည့်နက်ခက်တွေ့ရှိရင်နက်ခက်ကြည့်လက်ရှိရင်လက်ကြည့်ပေါ့ခေါင်းငင်ကိုမုတ်ကြည့်ဟိုကြည့်ဒီကြည့်အရဲ့မျက်နှာတွေကိုကြည့်လေကောင်းလေသန့်တွေကိုရှူအရဲ့မျက်နှာတွေကိုမုတ်ကြည့်လိုက်တဲ့အခါအရှင်စိတ်ပြေးသွားနိုင်တယ်ပေါ့နံပါတ်6အဲ့ဒီလိုမှမရဘူး ဆက်ပြီးအငိတ်ချင်းတွေတွေဆိုလို့ရှိရင်အာလောကတင်ညာအလင်းကိုနှလုံးသွင်းရမယ်တဲ့အမောင်ထင်းမှ မနေပါနဲ့အလင်းထင်းမှနေပါအာလောကတင်ညာကိုနှလုံးသွင်းညကိုနေလို့စိတ်ထင်းမှထားအလင်းရောင်ကြီးတွေမှနေမောင်နေတွေဆိုတာကိုမစ်ထားလိုက်ပါလင်းနေတွေဆိုတာကိုနှလုံးသွင်းပါအဲ့ဒီလိုနှလုံးသွင်းအထောက်လိုက်မယ်ဆိုလို့ရှိရင်အိတ်ရှင်နာတွေငိတ်မြေးတာတွေပျောက်သွားနိုင်ပါတယ်တဲ့နံပါတ်9အဲ့ဒီလိုမှမပြောင်းသေးဘူးဆိုလို့ရှိရင် စင့်ကြံလန်းလေးကိုတတ်မှတ်ပြီးတရာတို့ဝီရိယတို့တတိတို့သမာဓိတို့ပညာတို့ဆိုတဲ့အင်ဒရီစွန်းအားတွေကိုထိန်းချုပ်ထားပြီးစင့်ကြံရှောက်လိုက်ပါတဲ့အဲ့ဒီလိုစင့်ကြံရှောက်တာတော့အိတ်ရှင်နာမပြောက်သေးဘူးဆိုရင်တော့ဘာလို့ရမလို့ဆိုတော့အိတ်လိုက်ပါတော့တဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာပါနောက်ဆုံးကြတော့အိတ်ရှင်မပြင်းအိတ်ရတယ်တဲ့မြတ်စွာဘုရားကအငိတ်ဖြောက်ပုံနီလန်းခုနှစ်တွေကိုဟောပေးထားတာပါမရဘူးဆိုရင်အိတ်ပါတဲ့ အဲ့ရင်လေစနစ်တကျအဲ့ရမယ်လို့ဆိုပါတယ်ဘလို့စနစ်တကျအဲ့ရမတော့ဆိုရင်ဖြင့်လက်ရဖက်ညာဖက်ကိုစောင်းအဲ့ပါတဲ့ခြေထောက်နှစ်ခု ခြေမျက်စိချင်းမထိစင်နဲ့တဲ့ထိရင်အယိုးချင်းထိတဲ့အတွက်ကြောင့်နာကျင်မှုဖြစ်လာတတ်တယ်တဲ့ဒါကြောင့်မို့လို့ခက်လွေလွေလေးထားပါတဲ့ပါရီပါရန်အိဆာရာယအိပုံအိနီးကိုမြက်စွာဘုရားလမ်းညွန်ပေးထားတာဖြစ်ပါတယ်ဘကုတ်ရောက်လို့ရှိရင်ရွှေသားလုံးရောင်းဘုရားကိုတွားပြီးဖူးကြည့် ခြေဖွားနှစ်ခုဟာတညီလေးထားလို့ရှိရင်စာနဲ့မညီဘူးခြေဖွားနှစ်ခုကတစ်ဖက်ကအတူတစ်ဖက်ကအရှည်ထားပြီးခြေမျက်စိရှင်မထိအောင်ထားရမှာတဲ့ရွှေတန်လျောင်းဖျားတွေမှာ စနစ်တကျထုရင်အောက်ရှည်ထောက်ဘူးအထက်ရှည်ထောက်ကဒူးပွေးထားခြေမျက်စိရှင်မထိဘူးဒါစာနဲ့အညီလက်ရခြေပေါ်မှာလက်ဝေးရှည်ထောက်ကလေးတင်ပြီးဥဌာဏတင်ညာမနတိကတ်သွားတဲ့ဘေးအချိန်ထမေဆိုတာအမှတ်တညာလေးထားပြီးအိပ်ပါတဲ့ မြတ်စွာဘုရားကစနစ်တကျအိတ်ခိုင်းပါတယ်ဒီနေရာမှာဘာသွားသတိရတော့ဆိုရင်အမေရိကန်နိုင်ငံမှာ stop ဆိုတဲ့စာအုပ်ကိုကားမောင်းတင်တဲ့တက်မဲ့ပုံကိုယ်တိုင်ခြေအောင်ဖက်ကြရပါတယ်ဖက်ပြီးရင်မိကွန်းတွေဖြေရတယ်ပေါ့အဲ့ဒီထက်မှမိကွန်းရဲ့အဖြေတွေပေးထားတာရှိတယ်အဖြေကတော့အမျိုးမျိုးပေးထားပါတယ်ကားမောင်းရင်အိတ်ချင်ဘာလို့ရမလဲအဖြေတစ်ခုကကားမောင်းရင်အိတ်ချင်လာရင်ကော်ဖီတောက်ဆက်မောင်းတရှင်းနားထောင်ပြီးတော့ဆက်မောင်းတဲ့ အဲ့ဒီလိုအဖြစ်မျိုးပေးထားပြီးနောက်ဆုံးအဖြစ်ကဘာတော့ဆိုရင်အိတ်ဆက်ပန်းဖြီးပြီးမှဆက်မောင်းပါတဲ့အဲ့ဒီအဖြစ်တွေထက်ကကော်ဖီတောက်ပြီးဆက်မောင်းဆိုတဲ့အဖြစ်ကအမှန်မဟုတ်ဘူးမှားတယ်သရှင်းဖွင့်ဆက်မောင်းဆိုတာကလည်းမှားတယ်ဘာလို့ရမှာတော့ဆိုရင်အိတ်ချင်းလို့ရှိရင်အိတ်လေတဲ့အိတ်ပြီးမှဆက်မောင်းတဲ့အဲ့ဒီဟာကမှအဖြစ်မှန်ပါကားမောင်းလေဆိုတာအလွန်အန္တရာယ်များတာကိုအိတ်ရှင်နေတဲ့အချိန်မှာအိတ်ရှင်စိတ်မပြောက်ဘဲနဲ့ဆက်မောင်းရင်ဒုက္ခရောက်သွားနိုင်ပါတယ် ဒါကြောင့်မို့လို့အိတ်ချင်လို့ရှိရင်အိတ်ပြီးမှမောင်းလို့ပြောတာပါမြတ်စွာဘုရားကလေတရားအထုတ်လို့ခုနကနီးလန်းတွေနဲ့ဖြစ်ဖြောက်လို့မရဘူးအိတ်ရှင်ပြီးဆိုလို့ရှိရင်အိတ်လိပါတဲ့အိတ်တဲ့အခါမှာခုနပြောသလိုလက်ရဆောင်ပြီးတော့အိတ်လက်ရရှိပေါ်မှာလက်ဝေးရှိကလေးကိုလွှဲပြီးတော့တင်ထားဘေးချိန်ထမေဆိုတဲ့အမှတ်တင်ညာလေးထားပြီးတော့အိတ်ပါတဲ့နိုးလာတာနဲ့တပြိုင်နဲ့ချက်ချင်းထားတဲ့စိန်ခံမနေနဲ့တဲ့ လူတွေကအိပ်ပြီးလို့ရှိရင်노လာပဲမဲ့တိုယုံနဲ့မထသေးဘူးမှေးနေသေးတယ်အဲ့ဒါဇင်ခန္ဓာလို့ခေါ်ပါတယ်တေရဒုက္ခအိတ်ချင်းကြောင့်ဖြစ်တဲ့ချမ်းသာပတ္တဒုက္ခဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်အဲ့ဒီလိုအိပ်ရတဲ့ဇင်ကတစ်မျိုးအိပ်ရတဲ့မှေးနေရတဲ့ဇင်ကတစ်မျိုးနဲ့တူပါတယ်အားလုံးဒီဇင်တို့ရဖူးကြမှာပါအဲ့ဒါကိုတေရဒုက္ခပတ္တဒုက္ခမိဒ္ဓဒုက္ခတဲ့အဲ့ဒီလိုဇင်ခံမနေပါနဲ့တဲ့ချက်ချင်းထပါလို့ပြောပါတယ် ချက်ကနေနိုးလိုက်တာနဲ့လူလဲထထပြီးတော့တရားအထုတ်ပါတဲ့အဲ့ဒါဟာရှင်မက္ကလန်ကိုမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကနီလန်းတွင်ပေးထားတာပါဒါကမ္မထံအထုတ်တဲ့ပုံကိုယ်တွေအိတ်ရှင်ပြီးဆိုရင်ဒီနီးစနစ်ကိုလိမ့်နာကျင့်သုံးရမှာဖြစ်ပါတယ်